မပြည့်ရဲ့နာမည်ကျော်ရော့ဘယင်ကြီးဇော်ဝင်းထွန်းရဲ့ရပ်တန်းခဲ့တဲ့ဘဝပုံရင်းများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရော့အစရောကြီးဇော်ဝင်းထွန်းကတော့1964ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာမွေးဖွားခဲ့ပြီးအမှုပညာမျိုးရိုးရှိပါတယ်။ဖခင်ဖြစ်သူကတော့ဒေါက်တာကြီးခင်ဖြစ်ပြီးမိခင်ကတော့နာမည်ကြီးအစရောထားပဲဖြစ်ပါတယ်။အစရောထားရဲ့ဖခင်ကြီးကတော့အလင်းကကြောစွာခိတာစာဆိုရွှေတိုင်းညောမှာရွှေတိုင်းညောရဲ့ဖခင်ဟာကုန်းမခင်နှောင်းပိုင်းမှာ ထင်ရှားကြောကြားခဲ့တယ်။လူရွှင်တော်စာစုဦးကျင့်ခဲဦးကျင့်ခဲရဲ့ဖခင်ကတော့ကုံမောင်ခေကနန်းတွင်းစာစုတော်ကြီးဦးလန်းမောင်။နန်းတွင်းစာစုတော်ကြီးဦးလန်းဆိုတာတချင်းကြီးတချင်းခံများကို စနစ်တကျတည်ဆိုနိုင်တဲ့အတွက်မင်းတော်မင်းနဲ့တီပေါ်မင်းတို့လက်ထက်မှာအမို့တော်ထမ်းခဲ့ရတဲ့အစရောတအုပ်ဖြစ်ပါတယ်။ဦးလန်းရဲ့တာဖြစ်သူဦးကျင့်ခဲဟာဦးလန်းရဲ့တာဖြစ်သူဦးကျင့်ခဲဟာမြမသပင်လောကမှာအလွန်ထင်ရှားခဲ့တဲ့လူရှင်တော်ကြီးတအုပ်ဖြစ်ခဲ့ပြီး တချင်းရေးဆရာလည်းဖြစ်ပါရင်။ဦးကျင်ခဲရဲ့တာတော်ဆက်တဲ့ရွှေတိုင်းညောင်းဟာလေဓမ္မပူဇာတီများလူမှုရေးအချက်တီစုံတွေတီတချင်းများနဲ့နိုင်ငံရေးတီတချင်းစတဲ့ဓပြတချင်းအများအပြားရေးခဲ့ပြီးနမေကျော်နဂနီတချင်းဟာသူ့ရဲ့လက်ရာတွေကတခုအပါဝင်ဖြစ်ပါရင်။ဆရာကြီးရွှေတိုင်းညောင်းရဲ့တမိအစိုးရထားဟာလေမွန်နိုထာနေမနှက်ဖြန်သူမဟုတ်ပေတော့အခါမုံဆက်ဆက်မရွယ်တန်တရာဒဂွေဆိုတဲ့တချင်းတွင်နေအတူဘိုးဘေးများနေတူ အောင်မြင်ကြကြတဲ့နာမည်ကြီးအစိုးရတအုပ်ဖြစ်ခဲ့ပါတယ်။အစိုးရဇော်ဝင်းထမတော်အသက်တနှစ်ကျော်တဲ့အကိုတအုပ်ရှိပြီးနာမည်ကတော့အစောမျိုးထွပါမြမခင်အောင်ကဏ္ဍဝင်တည်ရစီရအစိုးရဖြစ်ပြီးမြင်သူတို့ညီကိုနှစ်ဦးလုံးဟာရော်ခီတာကိုချင်းမြနှုတ်ခဲ့ကြပါတယ်။ကိုညီထလိုအားလုံးကတရင်တနီခေါ်ကြတဲ့ဇော်ဝင်းထော်ဟာရန်ကုန်တက္ကသိုလ်မှာဇူလော်ဂျီပွဲကိုရရှိထားပါတယ်။ဇော်ဝင်းထော်ရဲ့ဖခင်ဖြစ်သူဒေါက်တာကြည်ခင်ဟာ အနုပညာကိုဝါသနာပါပြီးခြေခင်မြန်တို့လွန်သူဖြစ်တာကြောင့်အိမ်မှာဂီတအနုပညာရှင်တွေနဲ့စီကားနေတတ်ပါတယ်။ဒါကြောင့်လည်းအားလုံးရဲ့တိုက်တွန်းမှုကြောင့်သုံးနှံအရွယ်လောက်မှရင်တချင်းတီးဆိုနိုင်ခဲ့ပြီးပထမဆုံးဆိုခဲ့တဲ့တချင်းကတော့မင်းမင်းလက်ရဲ့တချင်းပါ။ထို့နောက်အသက်ဆန္ဒနဲ့မပြေခင်မှာမန္တလေးကဆီယာပန်ဒရာဦးမြမောင်စီမှာစောင်းပတလာအတီးပညာကို စနစ်တကျသင်ကြားခဲ့ပြီးမန္တလေးကထင်ရှားတဲ့ယင်မွန်ဂီတဒီဝိုင်းနဲ့ ကိုရိုင်းဂဒတီကတချင်းတွေစိုတက်လာခဲ့ပါတယ်။1989ခုနှစ်မန္တလေးကနေရန်ကုန်ကိုပြောင်းလာခဲ့ပြီးတဲ့နောက်အမှုပညာရန်ဝန်ကပုံမကျဲဝန်လာခဲ့ပါတယ်။ဆက်သုံးတဲ့အရွယ်မှာမိခင်ဖြစ်သူအစိုးရထားတချင်းဆိုရနောက်ကိုအမြဲတမ်းလိုက်ပါလိမ့်ရှိတဲ့ကိုကြီးထွားစရန်ဖြစ်ပြီးတဲ့နောက်ဆရာစောဝဲမှုရဲ့ဂီတာသင်တန်းမှာတွားရောက်သင်ယူခဲ့ပါတယ်။အဲဒီနောက်ဒရမအဖြစ် Oasis DIY မှာဝင်ရောက်တီးခတ်ခဲ့ကအဆိုပါ DIY နဲ့ဖြူသည်ဆိုင်းဆိုင်မော့ ခွန်တန်းထွန်မိခလာတို့ရဲ့စီးရီးနဲ့ရုပ်ရှင်သချင်းတွေကိုပါဝင်တီခတ်ခွင့်ရခဲ့ပြီးအသက်16နှစ်နဲ့ဂီတပါရမီကိုထုတ်ဖော်ခွင့်ရရှိခဲ့ပါတယ်။ OESM မှာလေးနှစ်တာဖြတ်သန်းခဲ့ပြီးတဲ့နောက်စေကျော်သက်အရွယ်မှာရင်အောင်မြင်မှုတွေရရှိလို့နေပါပြီ။ဒါပေမဲ့လည်းသူတို့ညီကိုနှစ်ဦးကိုပိုဝေရီနဲ့မိခင်ဖြစ်သူလို့ပိုပြီးအောင်မြင်စေခြင်းနဲ့ဖခင်ကြီးရဲ့ဆန္ဒတွေကြောင့်1980ပြည့်နှစ်မှာအင်ပါရာတီဂီတာအဖွဲ့ကိုထူထောင်နိုင်ခဲ့ပါတယ်။ 1983ခုနှစ်မှာပထမဆုံး TL ဘန်ဖြစ်တဲ့မာဂျူရီညာအခွေကိုထုတ်ခဲ့ပါတယ်။အဲ့ဒီအခွေထဲမှာတရင်စီယာမင်းချက်သူရေးပေးတဲ့တခြင်းတွေပါဝင်ပြီးဇီယာသူခမိန်က ကိုညီထွတ်အတန်ကိုသဘောကျလို့ဆိုပြီးမြစ်တာနဲ့ရေးပေးခဲ့တဲ့တခြင်းသုံးပုဒ်ပါဝင်ပါတယ်။အဲ့ဒီအချိန်မှာကိုညီထွတ်ကအသက်19နှစ်ပဲရှိပါသေးတယ်။မာဂျူရီညာစီရီရဲ့အတိုင်းတွေကိုဖခင်ဖြစ်သူကရေးပေးခဲ့တာဖြစ်ပြီးအခွေထဲမှာအကိုဖြစ်သူဇော်မျိုးထွတ်ကရှက်ပုတ်ပါဝင်သီဆိုကား ကိုညီထွတ်ကစေဘုတ်တည်ဆိုခဲ့ပါတယ်1983ခုနှစ်မှာမကျူရီညာနဲ့အတူဂီတမှာအောက်သက်ကြီးပြီးအောင်မြင်တဲ့ဂီတသမားတွေဖြစ်လာခဲ့ကြတာဟာဖခင်ကြီးရဲ့ပြုစုပြူထောင်မှုကအထူးကပါဝင်ပါတယ်တရေစရာစောခုစိန်ဒုခမိန်လိုင်းမင်းချက်သူတို့ရေးသားထားတဲ့တခြင်းတွေကိုတည်ဆိုရင်အဲဒီကနေတစဉ်တောက်လျှောက်နာမည်ကြီးလာခဲ့ပါတယ်ဇော်ဝင်းထွန်းရဲ့တည်တခြင်းတွေဖြစ်ကြတဲ့အချက်များသူစီမှာ strawberry ချစ်သေးရှင်အချက်တေးလား လေပြင်းအနှိုင်းမဲ့အစုံဘသူရှိမလဲမဟာအစရှိရဲ့တခြင်းများစွာနဲ့မာဂျူရီညာများ အချစ်စွန့်အင်ကျဲတကွန်လန်တဲ့ရော့တစီရှေပြေရှင်တန်ချင်းရာဇဝင် နေရတဲ့ခရီးသွားမိကိုရမ်းများစီဆိုပန်းရိုက်ညနာ မဟာဂျပစီစီပေါင်းခါရင်ညာစတဲ့အခွေများဟာ အောင်မြင်ကြောကြခဲ့ပါတယ်အစရောကြီးဇော်ဝင်ထောဟာပကြီးဆွဲရတာနဲ့ ပကြီကားတွေစူးစီးရတာကိုကြိုင်းနေတတ်တဲ့အပြင်ခက်ကြံကြံကစားရတဲ့အဲကစားတွေကိုနှက်တတ်တာကြောင့်ကရာတီကို၃နှစ်နေပါတင်ယူပြီးကစားခဲ့ပါတယ်။ဒါကြောင့်လည်းကိုညီထွန်းဟာအမြဲတမ်းလိုလိုလန်းဆန်းတက်ကြွနေတတ်ပါတယ်။ဇော်ဝင်ထွန်းဟာဇနီးဖြစ်သူမေခိုင်အောင်နဲ့လက်ထပ်ခဲ့ပြီးတာဝေထွတ်တော်ရခေါ်ဤတိုးနဲ့သမီးဝေထွတ်တာယာခေါ်ချမ်းချမ်းတို့တာသမီးနှစ်ဦးထွန်းကားခဲ့ပါတယ်။တာဖြစ်သူဤတိုးဟာဖခင်ဖြစ်သူလိုပဲအောင်မြင်တဲ့အစိုးရတအုပ်ဖြစ်လာခဲ့ပြီး ကောင်းပါခင်ဗျာဒီကနေ့အထိအနုပညာမျိုးစက်တစ်ခုကိုဆက်လက်ထိန်းသိမ်းထားဆဲပင်ဖြစ်ပါတယ်။